ဆေးဗင်ဂရစ်ကဖျားဘက်ကနေတဖက်သက်100%လုပ်ပေးတာဖြစ်တယ်ဖျားဘက်ကပြုတ်ပေးတဲ့အရာအဲ့ပြုတ်ပေးတဲ့အရာကိုကျွန်တော်တို့ကပါလေကြားနာခြင်းအဖြစ်နှုတ်နဲ့ဝင်ခံပို့လို့နှုတ်ကြားတဲ့အရာကပါလေဖျားခင်ကယေရှုခရစ်တော်ကို၃ရက်မြောက်တုန်းနေ့မှာတေချီမှထမြောက်စေပြီဘာကြောင့်လဲကျွန်တော်တို့အဖြစ်သားတွေအတွက်ယေရှုခရစ်တော်ကထမြောက်ပေးတာဖြစ်တယ်အာမင်ဒီအရာကိုကျွန်တော်တို့အမြဲတမ်းယုံကြည်ဆွဲကြံပို့လို့ကျွန်တော်ရဲ့အသက်တာမှာလည်းကတိချင်းပြလို့ရခဲ့လဲဆိုတော့ယေရှုခရစ်တော်ကို ယုံကြည်တယ်နှုတ်နဲ့ဝင်ခံတယ်ကျွန်တော်တေချင်းပြားနဲ့ရင်ဆိုင်ရတဲ့အခါမှာစိတ်ချမှုမရှိဘူးဖြစ်တယ်ဒို့တပေမဲ့လည်းသင်ဝင်ခံတဲ့အရာကြောင့်ဖះကစိတ်ချမှုပေးတာဖြစ်တယ်ကျွန်တော်ကျွန်တော်စိတ်ချမှုမရှိပဲဖြစ်ပါစေဘယ်လောက်ပဲဖြစ်ပါစေတင်ကြားတဲ့နှုတ်ကပတ်တော်ကိုနှုတ်နဲ့ဝင်ခံစေပါအဲ့ဒါ saving grace ဖြစ်တယ်ဒီရောက်ကျွန်တော်နှုတ်နဲ့ဝင်ခံတဲ့အခါမှာကျွန်တော်အသက်တာမှာနောက်ပိုင်းတေချင်းနဲ့ကြုံတွေ့ရတဲ့အခါမှာလည်းဖះရဲ့ဝိညာဉ်တော်ကအထူးကူမတာဖြစ်စိတ်ချမှုဖះကငြိမ်သက်ခြင်းပြန်ပေးရဖြစ် တေမင်းကြီးလွမ်းမိုးတော့ကြိုင်တဲ့တို့ရှောက်တော့ရတယ်ဘေးရန်တွေကိုမကြောက်ပါအเจ้าမူကားကိုတော်ဒီအချင်းနှုံးနဲ့တူရှိတော်မူပြီဖြစ်၍ဘုရားရဲ့နှုတ်ကပတ်တော် powerful ကျွန်တော်ရဲ့တက်တာထဲမှာဘလောက်ပဲအားနေပါစေဘလောက်ပဲယုံကြည်ခြင်းမရှိပါစေတင်ကြားရတဲ့နှုတ်ကပတ်တော်ကိုတင်အောင်ဝင့်ခံတဲ့အတွက်ဘုရားကအထူးကူညီမဆမှာဖြစ်တယ်ဒါကျွန်တော်အတွက်တက်တဲ့ခံခြင်းဖြစ်တယ်